င်္ဂလာပါရှင်အတွင်းကြကြဆွေးနွေးတိုးတက်မှုအစီအစဉ်ကနေကြိုးဆိုပါရစေ။ဟုတ်ကဲ့မင်္ဂလာပါ။ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကတော့ကဘာကျော်စာအုပ်တော်ဖြစ်တဲ့တူယီဘီချမ်းသာလာခြင်းပေါ့နော်။ဟုတ်ပါတယ်။နပိုလီယွန်ဟဲလီယစာအုပ်။ဟုတ်ကဲ့အဲ့ဒီစာအုပ်ထဲကမှအခန်းတိအဓိကခေါင်းစဉ်ကပြင်းပြတော်စံသားရယ်အောင်မြင်မှုတိုင်းရဲ့အဆပ်ပြုရနေရဆိုတဲ့အကြောင်းလေးကိုအဓိကထားဆွေးနွေးသွားခြင်းပါတယ်။ကောင်းပါတယ်။ဒီစာအုပ်ကအန်ဒရိုးကာနေဂီတိုက်တွန်းလို့ရေးတာဆိုတော့လေ။ အမေရိကန်ရဲ့အောင်မြင်ဆုံးလူပေါင်း900ကျော်ရဲ့အတွေ့အကြုံလေးအနေထုံးထုတ်ထားတာဟုတ်ပါတယ်အထူးသဖြင့်အခန်းတစ်ကစိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့စထားတယ်နော်อืมအတွေ့ဆိုတာလေတိကျတဲ့ရည်ဝဲချက်ပြီးတော့ဆွဲနောက်ပြင်းပြတဲ့ဆန္ဒအဲ့ဒါတွေနဲ့ပေါင်းလိုက်ရင်ဘလောက်အစွမ်းထက်တယ်ဆိုတော့ပြတာအဲ့ဒါကိုပဲဒီနေ့ဒီကပြောကြောက်မယ်ပေါ့နော်ဟုတ်ကဲ့လေပထမဆုံးအချက်ကစာအုပ်ထဲမှာပြောထားတာအတွေ့အကြုံဟာယာဝတ္ထုတွေခစ်တယ်တဲ့အင်းဒါကိုဘလို့နားလည်ရမလဲအဲ့ဒါကိုရှင်းပြဖို့ ူကဇလန်တပုတ်နဲ့စလေလေ။ Edwin C. Banz ဆိုတဲ့လူတယောက်ကြောင်း။ Oh, ဟုတ်ကဲ့။ Banz, သူကအတွေ့တစ်ခုတည်းနဲ့ဘဝကိုပြောင်းလဲခဲ့သူပေါ့။သူ့ရဲ့အတွေ့၊သူ့ရဲ့စင်တာကဘာဖြစ်မလဲ။သူကအဲ့ဒီခေတ်ကကဘာကျော်တီးထွင်သူ Thomas Edison ။ Hmm, Edison. Eddie Edison နဲ့စီးပွားရေးအတူတူလုပ်ချင်တာ။ Look for Gamba Kitchen တာ။အော်အတူတူလှုပ်ချင်တာအက်ဒီဆင်တို့လှုပ်လှုပ်ချင်တာမဟုတ်ဘူးပေါ့အဲ့ဒါတိတ်အေးကြီးတဲ့အချက်ပဲသူက အက်ဒီဆင်နဲ့အတူလုပ်ချင်တာဒါမဲ့သူ့မှာအခက်အခဲတွေအများကြီးဟုတ်ကဲ့ဟုတ်အက်ဒီဆင်ကိုလူကိုယ်တိုင်မသိဘူးပြီးတော့ orange မြို့ကိုသွားဖို့အမ်ယထာကပိတ်ဆောင်မရှိဘူးဟုတ်တယ်ဒါမဲ့သူ့ဆန္ဒကအရန်ပြင်းခံတော့လीအဲ့ဒီအခက်အခဲတွေကသူ့ကိုမတားနိုင်ခဲ့ဘူးဘလို့လုပ်ခဲ့လဲကိုယ်ရထားတစ်စင်းပေါ်ခိုးလိုက်သွားတာအက်ဒီဆင်ရဲ့ယုံကိုရောက်အောင်သွားခဲ့တယ်အန်တော့ဆရာပဲနော်သူ့ရဲ့ဆန္ဒပြင်းပြမှုကပြလောင်းကျော်နေတဲ့ဆန္ဒ definite and burning desire ပေါ့ ဟုတ်ကဲ့ Edison ကိုတိုင်တော်မှသူ့နဲ့တွေ့တဲ့အခါသူ့ရဲ့အပြင်ပိုင်းပုံစံလေလွင်းသူလိုဖြစ်နေတာကိုတိတ်ကရုမဆိုင်ဘူးอืมသူမျက်နာပေါ်ကပြတ်သားတဲ့စိတ်ပိုင်းဖြတ်မှုကိုပဲအတိမပြုခဲ့တယ်လို့ဆိုတယ်။အိုး Edison ကစိတ်ထဲမှာတွေးမိတယ်လူတယောက်ကတခုခုကိုအယမ်းလိုချင်လွန်းလို့သူ့အနာဂတ်တစ်ခုလုံးကိုလောင်းကြည့်ထပ်ပြီးလုပ်မယ်ဆိုရင်အောင်မြင်မှသိကြတယ်။ဆိုပြီးတော့လေအဲ့ဒါကြောင့် Bands ကိုအခွင့်အရေးပေးကြည့်ခဲ့တာ။တမ်ပြအစမှာတော့အလုပ်ကောင်းကောင်းမရသေးဘူးမို့လား။ဟုတ်တယ်။လာစားနင်းနင်းလေးနဲ့ သိအရင်မပါတဲ့အလို့တစ်ခုပဲရခဲ့တာတမစ်သူစိတ်ပြတ်မသွားဘူးပေါ့မပြတ်ဘူးသူ့အတွက်ကအဲ့ဒါအရေးကြီးတဲ့ခြေလှမ်းပဲဘာလို့လဲဆိုတော့သူပန်းနိုင်တဲ့ Edison နဲ့နီနီကကရှိနေခွင့်ရပြီလေဟုတ်ကဲ့အဲ့ဒီနေသူဘလို့ဆက်လုပ်တယ်လဲလေတွေကြာလာတဲ့သူ့ရဲ့အထီးကရီမန်းချက်အဲ့ဒီ Edison နဲ့အတူလုတ်ကန်ခွင့်ရဖို့ကတိုးတက်မှုမရှိသေးဘူးလူများစုဆိုဒီနေရာမှာလက်လျှော့သွားနိုင်တယ်ဟုတ် ကြာလာရင်တော့စိတ်သက်ကြနိုင်တာပေါ့ဒါပေမဲ့ Bands ကသူ့ရဲ့ပြင်းပြတဲ့ဆန္ဒကိုဆက်ပြီးမွေးထားတယ်။စောက်ထဲမှာတုံးထားတဲ့စကလုံးအတိုင်းဆိုရင်အခွင့်အရေးအတွက်အမြဲအစဉ်တင်ထင်နေဖို့စိတ်ပိုင်းဖြတ်ထားတယ်တဲ့ Determined to remain ready ပေါ့အမြဲအစဉ်တင်ထင်နေဖို့ဒါကစိတ်ဝင်စားစရာပဲ Passive sound လေးတာမျိုးမဟုတ်တော့ဘူးနော်ဟုတ်တယ်ဒါက active process တခု စိတ်ထဲမှာ ိုယ်ရည်မှန်းချက်ကိုအမြဲတမ်းရှင်းတန်းနေအောင်လုပ်ထားတယ်။အခွင့်အလမ်းပေါ်လာတာနဲ့ရယူဖို့အမြဲစောင့်ကြည့်နေတာ။อืมလူဒီယောက်ကတခုဖို့အတွက်တကယ်အသင့်ထင်နေပြီဆိုရင်အဲ့ဒီရာကပေါ်လာတတ်တယ်ဆိုတဲ့စကားလို့ပေါ့။အဲ့ဒါပဲ။ Bands ကအသင့်ထင်ချစ်နေခဲ့တယ်။ဆိုတော့အခွင့်ရေးပေါ်လာတာပေါ့။ဘလို့အခွင့်ရေးမျိုးလဲ။ဒါကလေထင်မှတ်မထားရဲ့ပုံစံနဲ့။ Edison ကအသစ်တွေထွင်ထားတဲ့ရုံးသုံးစကားဖြုတ်ဆက်တစ်ခုရှိလေ။ Edison Dictating Machine ပေါ့။อืม အတန်ထွင်းဆက်လိုမျိုးလားဟုတ်တယ်ဒီကတီမရှင်ဒါပေမဲ့သူ့ရဲ့ရောင်းထမလီကိုတိုင်ကအဲ့ဒီဆက်ကိုစိတ်မဝင်စားကြဘူးရောင်းရခက်မဲ့ထိနေကြတာအော်ကိုပီစီကိုတော့ကိုရောင်းထမကမယုံဘူးပေါ့အဲ့ဒီလိုဖြစ်နေချိန်မှာဘန်းစ်ကသူ့အခွင့်အရေးကိုတွေ့လိုက်တာသူကဘယ်လိုမြင်လိုက်တာလဲတခြားလူတွေကအလားအလာမရှိဘူးလို့ထင်ထားတဲ့အရာမှာသူကအခွင့်အရေးကိုမြင်တာသူစိတ်ကအဲဒီဆန်ရဲ့အဒီလိုဖို့အခွင့်အရေးကိုပဲအာယုံဆိုင်ထားတော့ဒါကိုမြင်သွားတာပေါ့ပြီးတော့ဘာဆက်ဖြစ်လဲ သူကအဲဒီဆင်ကိုသွားပြောတယ်။ဒီဆက်ကိုသူရောင်းနိုင်တယ်။သူ့ကိုအခွင့်ရေးပေးပါဆိုပြီး။အဲဒီဆင်ကယုံလိုက်လား။အစမှာတော့စမ်းကြည့်တဲ့သဘောဖြစ်မှာပေါ့။တိုင်ပဲ Bans ကတကယ်ပဲရောင်းနိုင်တယ်တဲ့။အရန်အောင်မြင်သွားတာ။ဟုတ်လား။အောင်မြင်လွန်းလို့အဲဒီဆင်ကသူ့ကိုတနင်္ဂနွေလုံးဖျန်းချေရောင်းချဖို့တီးတန့်စာချုပ်ချုပ်ပေးလိုက်တယ်။ Oh အစကဘာမှမဟုတ်တဲ့အလုပ်ကနေတနိုင်ငံလုံးဖြန့်ချေခွင့်ရတဲ့အထိဟုတ်တယ်အဲ့ဒီပူပေါင်းဆောင်ရွက်မှုကနေ made by edison and installed by bonds ဆိုတဲ့စောင့်ပုတ်တောင်ပေါ်လာခဲ့တယ်။နှစ်ပေါင်းများစွာအောင်မြင်တဲ့စီးပွားရေးမဟာမိတ်ဖြူခဲ့ကြတယ်။တကယ်ကိုမယုံနိုင်စရာပဲ။အတွဲတစ်ခုကနေစတာနော်။အဲ့ဒါပဲ။ဒီဇက်လိုင်းရဲ့အနစ်ချုပ်ကအဲ့ဒါပဲ။လက်စုပ်လက်ခံပြောလို့များရဲ့အတွေ့စိတ်ကူးအဲ့ဒါကိုတီးကြတဲ့စင်တာဇွဲနဲ့ပေါင်းဆက်ပြီးလက်တွေ့ဖျောင်းလုတ်ပြခဲ့တာ။သူကဆက်ဆက်ချင်းကဘာမှမရှိဘူး။ဒါပေမဲ့သူ့ဘာလို့ချင်းလဲတိတိကျကျတိတယ်။ဟုတ်တယ်။ပြီးတော့ အဲ့ဒီစန္ဒာကိုလက်တွေ့မဖြစ်မချင်းဆွေဆွေမင်းမဲကင်ထားတယ်။အဲ့ဒါကြောင့်စာရေးသူကသူ့ကိုတွေးပြီးချမ်းတာလာခဲ့သူလို့ပြောတာ။ဒါကအခန်းတည့်ရဲ့အဓိကတင်ခန်းစာတစ်ခုပေါ့။မှန်ပါတယ်။အဓိကတင်ခန်းစာပဲ။ကောင်းပြီ။ဒါကတော့အောင်မြင်တဲ့ဇာတ်လမ်းပေါ့။ဒီနေ့စန့်ချင်ပဲဇာတ်လမ်းရောပါဒီလား။ဘာသာပေါ့။ဇွဲမရှိရင်ပြီးလို့ဆုံးရှုံးနိုင်တယ်ဆိုတာကိုပြတဲ့ဇာတ်လမ်း။အာယူတာပြီးရဲ့ဦးလေးအကြောင်း။အော်တာပြီးရဲ့ဦးလေးရွှေထွားတို့တဲ့ဇာတ်လမ်းထင်တယ်။ဟုတ်တယ်။ သူ့ဦးလီကရွှေဖျားယောဂဆွဲပြီးအနောက်ဘက်ကိုရွှေသွားတူးတာအင်းပင်ပင်ပန်းပန်းတူးပြီးနောက်မှာတော့ရွှေကြောတစ်ခုတွေ့ရောကန်ကောင်းတော့ဗောဟုတ်တယ်ဒါမဲ့တူးဟုတ်ဆက်ပစ္စည်းတွေလိုလာတယ်ဆိုတော့အရှိဘကိုပြန်ပြီးငွေစုဆက်တွေဝဲပြီးတော့ဦးလဲနဲ့တာပြီးတော့ရွှေတွင်းကိုပြန်လာပြီးအဲ့လိုစကြော်တာအစာပိုင်းတော့ဆင်ပြေတဲ့ချင်းတယ်ဟုတ်တယ်ပရမဆုံးတူရတဲ့တတ်တူရိုင်းနေတာသူတို့ရွှေတွင်းကြီးတစ်ခုပိုင်ဆိုင်နေပြီးဆိုတော့ပြနေတယ်အကျွေးတွေကျေတော်မယ် အမြတ်ဆွမ်းတွေရတော့မယ်လို့မျှော်လင့်နေတော့ဘာဖြစ်လဲရွှေကြောကရုတ်တရက်ပျောက်သွားတော့ဟမ်ဘလို့ဖြစ်တာလဲသူတို့လည်းဆက်တူးကြည့်ကြတာပေါ့ဒါမဲ့ဘာမှမတွေ့ဘူးအဲ့မှာဇွဲကရေးကြီးလာပြီပေါ့ဟုတ်တယ်ဒီနေရာမှာစောက်ကားထောက်ပြတာကဦးလေးဖစ်တူမှာရွှေလိုချင်တဲ့ဆန္ဒတော့ရှိတယ်ဒါပေမဲ့အခက်အခဲနဲ့တွေ့တဲ့အခါစောက်ကတာကိုယာယီရှုံးနေမှုလို့တုံးတုံးတယ်အဲ့ဒီအခါမှာဇွဲပြောက်သွားတယ် ဆိုလိုသူတို့လက်လျော့လိုက်ကြတယ်လွယ်လွယ်ကူကူပဲလက်လျော့လိုက်တယ်စစ်တီကိုတံပိုးနေနေနဲ့အမိုက်ကောက်သမားတယောက်ကိုရောင်းပြီးအပြန်သွားကြတယ်အဲ့ဒီအမိုက်ကောက်သမားကတော့အဲ့ဒီလူကပေါ်ပြီးစဉ်းစားတတ်တယ်သူကတက်တရွင်အင်ဂျင်နီယာတယောက်ကိုခေါ်ပြီးစစ်ဆေးခိုင်းတယ်အော်ကျွမ်းကျင်သူကြံ့ညံယူလိုက်တာပေါ့ဟုတ်တယ်အင်ဂျင်နီယာကဘာပြောလဲဆိုတော့ရွှေချိုးကမြေလွာအကြောင်းဖော်လိုက်ကြောင်းလမ်းလွဲတော့တာဒါပေမဲ့တူးတာကိုရက်လိုက်တဲ့နေရာနဲ့တုံးပဲ သုံးပေအကွာမှာပြန်တွေ့နိုင်တယ်လေသုံးပေအရန်နီးနီးလေးပဲအဲ့ဒါပဲအမိုက်ကောက်တမားကအဲ့ဒီနေရာမှာဆက်တူတော့ဒေါ်လာတန်ပေါင်းများစွာတန်းလေရွှေတွေထွက်လာရောအော်မလီတကယ်နှမျောရှူတာပဲနော်ဟုတ်တယ်ဦးလေးမှာစန္ဒရှိပေမဲ့ဇွဲမရှိခဲ့ဘူးကျွမ်းကျင်သူအကြံဉာဏ်ယူဖို့လည်းမစင်စားမိခဲ့ဘူးသုံးပေအကွာမှာလက်လျှော့ခဲ့တာဒါကတာပြီးအတွက်သင်ငန်းစားကြီးဖြစ်သွားမှာပဲတန်ဖိုးမြတ်ဖြန်နိုင်တဲ့သင်ငန်းစားပေါ့သူက ဒီ၃ဘက်အကွာကရွှေတင်ကန်းစာကို သူ့ဘဝမှာအသုံးချခဲ့တယ်။အသက်အာမခံရောက်တဲ့လုံငန်းမှာဘယ်လိုအသုံးချခဲ့လဲ။သူကသူ့ကိုယ်သူအမြဲတရီပေးတယ်။ငါရွှေနဲ့၃ဘက်အကွာမှာရက်ခဲ့ဘူးတဲ့။ဒါကြောင့်လူတွေက no လို့ဘယ်နှခါညင်းညင်းငါဘယ်တော့မှမရဘူးဆိုပြီးတော့အင်းစိတ်သက်ပဲအဲ့ဒီစိတ်သက်ကြောင့်သူက တနေ့ကိုဒေါ်လာတန်းချုံပိုးရောင်းရတဲ့ထိတ်တန့်အာမခံသမားချစ်လာခဲ့တယ်။ သူ့ရဲ့အဲ့ဒီဆွဲမြဲမှု stickability ကအရင်ကလက်လျှော့လွယ်ကဲမှု quitability ရနဲ့ရလာတဲ့သင်ခန်းစာကြောင့်လို့သူကိုယ်တိုင်ပြောခဲ့တယ်။ဒါပြီးတဲ့ဇွဲကတကယ်ကိုချီးကျူးစရာပဲ။သူ့ကိုဒီလိုဇွဲရှိစေခဲ့တဲ့တခြားအဖြစ်ပြန်ရောရှိသေးလား။ရှိသေးတယ်။ South ထဲမှာနောက်ထပ်ဇလန်တိုလေးတစ်ခုပါတယ်။ဟုတ်ကဲ့။သူ့မိတွေ50လားတောင်းတာ။ဦးလေးကခါတိုင်းလိုပဲချမ်းချမ်းနန်းနန်းညှင်းလို့တယ်မောင်းထိုးတယ်ဒါပေမဲ့ကလေးမလေးကမပြန်ဘူး တကားနောက်မှာမလုတ်မရရက်ဆောင်နေတယ်။ဦးလေးကသောသားထွက်ပြီးတုတ်တချောင်းနဲ့ရိုက်မလို့လုတ်တဲ့အချိန်မှာဟာခလေးကိုအဲ့ဒီမှာထူးခြားတာဖြစ်သွားတယ်။ခလီးမလေးကနောက်မဆုတ်ပဲရှေ့တလန်းတိုးတယ်။ဦးလေးရဲ့မျက်လုံးကိုတိုက်တဲ့စိုက်ကြည့်ပြီးဖပြောလိုက်တယ်။ကျမမင်းမီဒီစစ်ငါးစရမှာဖြစ်မယ်လို့အတန်ကုန်အော်ဟစ်လိုက်တာ။အတန်ကုန်ပဲဟုတ်တယ်။အဲ့ဒီအတန်ထဲမှာလုံးဝအလျှော့မပေးတဲ့ပြက်သားတဲ့စိတ်ပိုင်းဖြစ်မှုအပြည့်နဲ့ဦးလေးကဘလို့တွန့်ပြန်လဲ။သူ့ကြောင်တော်တယ်။ကြည်နေမိတယ် ီးတော့တုတ်ကိုချလိုက်တယ်။အိတ်ကထက်ကအစီ90ထုတ်ပေးလိုက်တယ်။တကယ်ပဲလားအဲ့လောက်ကြမ်းတမ်းတဲ့ဦးလေးကဟုတ်တယ်။ဒီအဖြစ်ပြက်ကဒါဘီကိုအရန်အတွေးပွားစေခဲ့တယ်။ဒီကလေးမလေးမှာဘာစွမ်းအားရှိနေလို့လဲဆိုပြီးတော့အဖြေကဘာဖြစ်မလဲ။အဖြေကဒီစာအုပ်ရဲ့အဓိကအချက်ပဲလေ။ကလေးမလေးတဲ့တိကျပြတ်သားပြီးလုံးဝအယော့မပေးတဲ့စန္ဒာနဲ့ဇွဲပဲ။သူပါလို့ချင်းလဲရှင်းရှင်းလင်းလင်းတိတယ်။မရမချင်းမရဘူး။ အဲ့ဒီဇွဲကစကလုံးနဲ့ပို့ပြီးအစွမ်းထက်သွားလာပေါ့ဟုတ်တယ်ဒါဘီကဒီသင်ကန်းစာကိုသူ့အလျောက်မှာတိုက်ရိုက်သုံးတယ်ကစတမာကနိုးလို့တွေ့လိုက်တိုင်းအဲ့ဒီဂလီမလီပုံရိပ်ကိုမြင်ရောင်ပြီးငါဒီအယောင်းကိုဖျက်အောင်လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ဆက်ကြိုးစားတယ်လို့ဆိုတယ်အမ်ဘာဆီယာဇလန်နေပန်နော်ဘန်စ်ဒါဘီကလီမလီအားလုံးကပြင်းပြတဲ့ဆန္ဒနဲ့ဇွဲရဲ့ဆွဲအားကိုပြနေတာပဲဟုတ်ပါတယ်ဒါကြောင့်အခန်းထက်ကအဓိကဆိုလိုရင်းကရှင်းနေတာပေါ့ အောင်မြင်မှုရဲ့တော့ချက်က တိကျပြီးပြင်းပြတဲ့စန္ဒနဲ့မဆုံးမနစ်စူးစမ်းမဲ့ဆွဲပဲ Henry Ford အကြောင်းလဲနည်းနည်းပါသေးတယ်နော် V8 engine ကိစ္စဟုတ်တယ် Ford က V8 engine ကိုတတုံးဒီတွန်းလုပ်ချင်တယ် engineer တွေအားလုံးကမဖြစ်နိုင်ဘူးပြောတယ်ဒါမဲ့ तू ကလက်မလျှော့ဘူးမလျှော့ဘူးငါလိုချင်တယ်ငါရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ဆက်လုပ်ခိုင်းတယ်နောက်ဆုံးတော့နီလန်းရှာတွေ့တော့တာပဲ ဒါလည်းတိကျခိုင်မာတဲ့ဇနဒီဇိုင်ယာရဲ့စွားပဲဆိုတော့ကျမတို့ကကိုကံကြမ္မာရဲ့သခင်ကိုစိတ်ဝိညာဉ်ရဲ့ကပတင်ဖြစ်တယ်လို့စာရေးသူကပြောတာကဘာကိုဆိုလို့တာလဲအဲ့လားကကျမတို့မှာကိုရဲ့အတွေးတွေကိုထိ ंछ ုံနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာကိုပြောတာအတွေးကိုထိ ंछ ုံနိုင်စွမ်းဟုတ်တယ်စာအုပ်ရဲ့အစိုးရဆိုရင်ပေါ့လေကျမတို့စိတ်ထဲမှာအမြင်နဲ့စိုးမိုးနေတဲ့အတွေးတွေအကောင်ပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်အဲ့ဒါတွေကတန်လိုက်လို့ဖြစ်လာတယ် တန်လိုက်လို့ဟုတ်ကို့အတွင်းနဲ့ကြိုက်ကြီးတဲ့အခြေအနေတွေလူတွေအခွင့်အလမ်းတွေကိုကို့စီဆွဲဆောင်တယ်လို့ဆိုတယ်ဒါကနည်းနည်းတော့လို့ပဲစမ်းကြည့်တယ်လို့လို့ပဲနော်ဟုတ်နည်းနည်းတော့အလူထင်မိတယ်ဒါပေမဲ့ဒီလိုလဲမြင်လို့ရတယ်ကိုကဘာကိုအာယုံဆိုင်နေလဲဘာကိုအမြဲတွေးနေလဲဆိုတဲ့အပေါ်မူတည်ပြီးကိုတတိပြုမိတဲ့အရာတွေကိုလောက်ဖစ်တဲ့အရာတွေကပြောင်းလဲသွားတယ်ဆိုတာမျိုးပေါ့အော် ကိုရအာယုံဆူဆိုင်မှုကကိုလက်တွေ့ဘဝကိုပုံဖော်တယ်ဆိုတဲ့သဘောလားအဲ့ဒီလိုပြောနိုင်မယ်ထင်တယ်ဒါကြောင့်ချမ်းသာခြင်းတဲ့ဆိုရင်ဟုတ်ကဲ့ဘယ်လိုလုပ်ရမလဲစိတ်ကိုချမ်းသာကြွယ်ဝလိုတဲ့ပြင်းပြတာဆန္ဒတွေနဲ့ပြည့်နေအောင် လုပ်ရမယ်စင်းရဲမွဲတေမှုအတွေ့တွေကိုနေရာမပေးရဘူးငွေကြီးဆန်ရအတိစိတ် money conscious မွေးရမယ်လို့သူကအကြံပြုထားတယ် money conscious အဲ့ဒါဘယ်လိုမျိုးကိုဆိုလိုတာလဲငွေကိုပဲကချင်လုံးစဉ်းစားနေရမှာလားအဲ့လိုတော့မဟုတ်ဘူးဗျာဒါကငွေကိုတတ်မှတ်နေဖို့ပြောတာမဟုတ်ဘူး ပို့ပြီးတော့ငွေချင်းနဲ့ပတ်ကက်တဲ့အခွင့်အလမ်းတွေကိုတတိပြုမိလောက်။အင်းငွေကိုတန်ဖိုးရှိတဲ့ကိရိယာတစ်ခုလုံးမြင်ပြီးအကျိုးရှိရှိတုံ့တက်အောင်ချမ်းသာကြွယ်ဝမှုဆိုတာကိုယ်တိုင်ဖန်ထီးလို့ရတယ်လို့ယုံကြည်လောက်စိတ်ကိုလေ့ကျင့်တာမျိုး။အိုးစိတ်နဲ့စိတ်ထားပြောင်းလဲဖို့ပြောတာပေါ့။ဟုတ်ပါတယ်။အဲ့ဒီလိုပြင်းပြတဲ့စမ်းတမ်းနဲ့ယုံကြည်ချက်ရှိလာရင်ငွေရဖို့တိကျတဲ့အစီအစဉ်တွေဆွဲပြီး အကောင့်အထည်ပေါ်ဖို့ ကိုကိုကိုတွန်းအားပေးနိုင်လိမ့်မယ်ဆိုတဲ့သဘောပဲရှင်းပါပြီဒီနေ့တွဲပြီးချမ်းသာလာခြင်းစာအုပ်ရဲ့အခန်းကွမ်းကိုဆွေးနွေးခဲ့ကြတာတော်တော်လေးပြည့်စုံသွားပြီလို့ထင်ပါတယ်ဟုတ်ကဲ့အဓိကမှတ်ထားစရာကတော့တိကျပြီးပြင်းပြတဲ့စန္ဒာရဲ့ဇွဲရဲ့ပေါင်းလိုက်ရဲ့အတွေးကိုလက်တွေဖြစ်အောင်လုပ်နိုင်နေဆိုတာပဲဟုတ်ပါတယ် Bans Derby Glemne Zalane ကတတ်တည်ပဲလीအဲ့ဒီတော့ နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံခဲ့ခြင်းတယ်။ Okay ပြောပါ။စောက်တဲမှာပြောသလိုကိုစီထဲကအတွေ့အကကိုဘဝကိုတန်လိုက်လို့ဆွဲတဲ့ဆိုရင်ဘန်းစလိုမျိုး လူတယောက်ရဲ့စန္ဒာကတကယ့်ကိုပြင်းပြလောင်ကျွမ်းပြီး လုံးဝမတုံမလောက်ထီလာတဲ့အကာ။ Ừ အဲ့ဒီစန္ဒာရဲ့ဆွမ်းအားကသူပရဝင်းကျင်ကိုရောအခွင့်အလိုင်းတွေကိုရောဘလို့ပုံစံမျိုးနဲ့စပြီးလွှမ်းမိုးလာနိုင်မလဲ။အဲ့ဒီစင်တော့မှဘန်းစမှာ တာမန်ဇွေထတ်ပိုးတဲ့တခုခုကိုမြင်ခဲ့ရဆိုတာလေဟုတ်တယ်စဉ်းစားစရာပဲအဲ့ဒီလိုပြင်းပြတဲ့စန္ဒာတွေရဲ့နောက်ွယ်မှာဘလို့မမြင်နိုင်တဲ့ဆွမ်းအားတွေအလုံးလုံးနေနိုင်မလဲဆိုတာကိုဆက်ပြီးစဉ်းကျင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ကောင်းတယ်မိခုံးပါပဲနားဆင်လို့ဒီလည်းဒီအကြောင်းဆက်သွေးကြည့်ကြမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်